မင်္ဂလာပါခင်ဗျာဒီနေ့ရောပေါ်ချန်နယ်မှာမျှဝေပေးချင်တာကတော့လူတိုင်းအနေနဲ့နေ့စဉ်ဘဝမှာမတိမဖြစ်သုံးနေရတဲ့စကားလုံးတစ်လုံးတကူးဆိုတဲ့ဘဝရာနဲ့ပတ်သက်ပြီးဖြစ်ပါတယ်လူတော်တော်များများကလောက်အားတကူးအချိန်တကူးအလေးတကူးဆိုပြီးနေ့စဉ်ဘဝမှာတိနေကြနေနေနေကြရတာဖြစ်ပါတယ်ဒါပေမဲ့တကူးဆိုတာတကယ်အိဗယ်ကပါလေဘာလို့ခိုးနေကြတာလဲအမှန်တကယ်ကိုရတဲ့သူစိတ်ကူးတွေကတကူး ဒီနေ့အတွက်တခုဆိုတဲ့စကားလုံးနဲ့ပတ်သက်ပြီးအမေရိကန်စဉ်းစားစရာတတိထားစရာချက်လက်တွေကိုစာရေးဆရာကပြဆရာဆရာနိုင်ဝေထနှောင်းရင်ဝင်မှစိတ်ဝင်စားပွဲရှင်းပြပေးသွားမှာဖြစ်ပါတယ်အတူတူနားဆင်ကြည့်လိုက်ရအောင်ပါခင်ဗျာမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာကျွန်တော်တော့ နိုင်ယူဝေထနှောင်းယူဝင်ဖြစ်ပါတယ်။နောက်ဒီနေ့ဆွေးနွေးခြင်းရဲ့အကြောင်းလေးကတော့ခိုးခြင်းကြောင့်ပေါ့ဗျာ။တခိုးနော်ကျွန်တော်တို့ဒီလောကကြီးမှာဒီကောင်းဒီကောင်းတခိုးတွေဖြစ်နေကြတာဖြစ်မှမတည်ဖြစ်နေကြတာဒီကို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 တခိုးဘဝနေပြီးတော့ရုံးထက်လုံးမြောက်နိုင်ဖို့အတွက်ကိုကျွန်တော်ဖြစ်နေဖြစ်နေဖြစ်ပါတယ် ဘာလို့ဒီကတခုဖြစ်နေကြတာလဲဆိုတော့ဒီမပေးတဲ့ပစ္စည်းကိုယူတယ်ဆိုရင်ဒါခိုးတာပါပဲ။ဘယ်မှာကောက်ရတဲ့ပစ္စည်းပဲဖြစ်ပါစေ။အဲ့ဒီပစ္စည်းကဒါဘူးကလည်းနည်းမိမိတာမရှိဘူး။ငါကောက်ရတယ်ဟိအဲ့လိုပဲကောက်ယူတုံးဆွဲကြတယ်။တန်ရှင်မရှိငါယူနေတော့ဆိုကျွန်တော်တို့အဲ့လိုအောင်ပြောခဲ့မိကြပါလား။ဒါတော့ ်ရေးတဲ့နဲ့ဈေးဝယ်ပဲကြည့်ကြည့်ကျွန်တော်ဈေးဝယ်ရလဲကြားဖို့အပြည့်မသိချင်ဘူးသူကခိုးချင်တယ်များခိုးထားချင်တယ်ပတ်စံကိုခိုးရဆိုတော့အမှန်ခိုးရပါပဲအပြည့်ကမထမ်းဆောင်ချင်တာပေါ့ဘုရားပြစီမောကနဲ့ဒီညာပြစီကလကားလိုချင်တာဒီညာမပေးဘဲနဲ့တော့ကိုယ့်လက်ထက်မှာဒီညာပြစီတုံးဆဲတာကြာသွားလို့ရှိရင်ညာမပေးတော့ဘဲနဲ့ ကိုယ်ဟာဖြစ်သွားတယ်ဆိုပြီးတော့ဆက်ပြီးတော့ယူပြီးတော့သုံးဆွဲနေတာဒါရီကတကယ်တော့ခိုးတာပါပဲဒါရီမကမအောင်ဘောင်းကလည်းပစ္စည်းကိုပြည့်ပြည့်ဝဝမပေးဘူးတပိတ်ကဆိုလို့ရှိရင်ငိုကြတာပေးလဲရတယ်တစ်ဆယ်ရက်ညက်တယ်ဟိဟောနောက်တော့ခိုးမှညက်တယ်ထင်တာအပြည့်ဝပေးညက်တယ်မထင်ဘူးအရင်နိုင်ပေးရင် မြတ်တယ်မထင်ဘူးပိုးပြီးလာရင်ရှုံးနေတယ်လေအဲ့လိုဖြစ်ကြတာဘူးဗျအဲ့တော့ဘုရားအရှုံးမြတ်ကိုတက်တဲ့အခါမှာပိုးပြီးလာလို့ရှိရင်ရှုံးပြီးတော့မပိုးတဲ့နဲ့များများယူထားရတယ်များများညက်လေအဲ့လိုမျိုးထင်နေကြတယ်မန်းခိုးထားတာမခိုးလို့ဖြစ်ရတာမျက်တာမဟုတ်ပါဘူးဘူးဖြစ်ရှုံးသွားတော့ပါကိုယ်ကိုယ်ကိုတခိုးဖြစ်တယ်ဆိုတော့မြတ်တယ်လို့ထင်နေကြတာလောပါတယ်။အဲဒါကြောင့်မြတ်လိုပဲဖြစ်ဖြစ်နော်။အချောင်ရလိုပဲဖြစ်ဖြစ် မလိုကြီးနဲ့ပဲဖြစ်ဖြစ်ရလိုက်တဲ့ပစ္စည်းဟာအလွယ်တကူရလို့ပဲဖြစ်ဖြစ်ခရီးဖြည့်စစ်ပဲရလိုက်တဲ့ဖြစ်ဖြစ်သူများပစ္စည်းကိုပစ္စည်းဖြစ်သွားတယ်ဆိုလို့ရှိရင်ကိုကိုယ်တိုင်ပခိုးဖြစ်သွားပါပြီဆိုတော့ကိုကျွန်တော်တို့မသိကြဘူးဖြစ်နေတာပါအဲ့တော့ပခိုးကိုခိုးရလို့ပြောရင်ပခိုးကမကြိုက်ပါဘူးလူတွေကိုချိုးရလို့ပြောရင်လူတွေကမကြိုက်ကြလို့ချိုးတဲ့လူကိုချိုးရလို့ပြောလို့ရှိရင်ပြောတဲ့လူကအဆိုးဆိုတော့ စကားကိုလည်းကျွန်တော်မကြခဏပြောဥပါရဲအဲ့ဒီလိုပါပဲတခိုးလည်းတခိုးလိုပြောလို့ရှိရင်အဲတခိုးကမခံချင်ပါဘူးဘယ်တခိုးမှကျွန်တော်တခိုးပါဗျာဆိုပြီးဝေခန္ဓာမရှိကြလို့ကျွန်တော်တို့ကိုယ်တိုင်သူများတို့ရဲ့ဒီစီမဟုတ်ခဲနဲ့နော်အချောင်ရလိုက်တာနော်ကောက်ရလိုက်တာဒါမှမဟုတ်ဆိုလို့ရှိရင်မပြည့်အောင်ယူလိုက်ရတာဒါမှမဟုတ်ဆိုလို့ရှိရင်ပြည့်ပြည့်ဝဝမပြည့်ပဲနဲ့ခိုးပြီးတော့ယူထားလိုက်ရတာနော်ပိုက်ဆံပြီးပြီးတော့ဝယ်တဲ့ပစ္စည်းတော်မှာ တစ်ပေါင်းနံနဲ့ပစ္စည်းတစ်ထောင်မင်းပြရတယ်ဆိုလို့ရှိရင်900လောက်သူကတက်တာသွားတယ်ဆိုလို့ရှိရင်အဲ့လိုခိုးထားလိုက်ရတာကိုသူကမြတ်တယ်လို့ထင်တာအမှန်ခိုးတာကမြတ်တာမဟုတ်ပါဘူးရှုံးသွားတာပါတခိုးဖြစ်တယ်ဆိုရင်လူဖြစ်ရှုံးသွားတာပါအဲ့တော့ကျွန်တော်တို့အဲ့လိုတခိုးမဖြစ်ဖို့အတွက်လူဖြစ်မရှုံးမှုအတွက်ကျွန်တော်တို့မြတ်ဖို့ဆိုတာကကိုကပိုးပြေးလိုက်ရမှမြတ်တာပါအဲ့လိုလေကျွန်တော်ပြည့်ပြပါမယ်အဲ့လိုမြတ်ဖို့အတွက်ကဘာလဲဘယ်လိုစိတ်ဓာတ်မူရမှာလဲဆိုတော့ပရဟိတစိတ်ဓာတ်မူရမှာမယ်အဲ့တော့ ခုမြင်တွေ့နေရတဲ့ပရဟိတသမားတွေကြီးလိုက်ပါတွေးစီကဘာမှရောက်လို့စိတ်မရှိဘဲနဲ့နော်လိုအပ်တဲ့လူတွေစီကိုအဲပိုက်ဆံလို့ရင်ပိုက်ဆံလိုက်ပြီးတယ်ပစ္စည်းလို့ချင်ပိုက်ဆံပစ္စည်းလို့လို့ချင်ပစ္စည်းလိုက်ပြီးတော့ထောက်ပံ့တယ်ပေါ့ဗျာအဲ့လိုမျိုးတွေးစီကဘာမှမလို့ခြင်းမဲ့ကိုကအသရေပေးလိုက်ရတာဒါမှမြတ်တာနော်ပေးလိုက်ရတာမှမြတ်တာယူလိုက်ရတာဒါကြတော့မြတ်တာမဟုတ်ပါဘူးရှုံးတာပါဗျာအဲရှုံးတာနဲ့မြတ်တာကိုခွဲခြားပြီးတော့မတည်ပဲနဲ့ ်ယူလဲကြကြားလိုက်ရတယ်ဆိုလို့ရှိရင်ခိုးပြီးယူလဲရတယ်ဆိုလို့ရှိရင်မပေးတဲ့နဲ့ရလိုက်တယ်ဆိုလို့ရှိရင်အဲဟာမြတ်တယ်လို့ထင်ပြီးတော့ဘုရားပို့ပြီးပေးလိုက်ရတယ်ဆိုလို့ရှိရင်မသူစီကဘာမှမယူဘဲနဲ့အဲဒါကိုပေးလိုက်ရတယ်ဆိုရင်အာတယ်နော်မညာဘူးရှုံးတယ်လို့ထင်တဲ့အထင်ကြီးကျွန်တော်တို့ပြုပြင်ပြောင်းလဲဖို့လိုပါဘူး။ဒါဖြစ်လို့လဲဆိုတော့တလောကလုံးမှာရှိတဲ့လူတွေကဈေးတွေကလည်းသခိုးဈေးတွေကလည်းသခိုး ။နော်ကျွန်တော်တို့လောအနဲ့လုံနေတဲ့လမ်းကစားတွေကလည်းသခုဘာဖြစ်လို့လဲဆိုတော့ကျွန်တော်လက်တလမှာရက်30ရှိတယ်။ရက်30လုံးလုံးမှာတလလုံးလို့တလစာသူကရားတင်တာပေါ့လေ။ဒါနဲ့ရက်30မှာနော်10ရက်လောက်ကနားရယူပြီးတော့ရက်30ကအပြည့်ယူပါတယ်ဗျာ။ဒါဖြစ်လို့ပါပဲကျွန်တော်တို့တကူးလာမှာဆိုလို့ရှိရင်တကြံပွဲတော့လုပ်ရလားဆိုရင်10ရက်လောက်ကကျွန်တော်ကရုံးပိတ်ရဖြစ်နေတဲ့အခါကျရက်30ပေါ့လေ။ တချို့ညစ်တယ်မှာဆိုလို့ရှိရင်တလာလုံးမှာ၁၀ရက်ပဲရှိတယ်။ခင်ဗျားတို့ကြည့်တရက်မှာလုံးဝရုံးသွားပဲနဲ့ဒီလုံးဝအလုံးမလုပ်ခဲနဲ့ဒီတိုင်းအလကားရခြင်းနဲ့စိတ်တတ်တဲ့အချောင်သမားတွေပွားပေါက်သမားတွေနော်ဟိုအဲပြောမယ်ဆိုလို့ကြည့်ဘောကြောင့်နေဘိုးကြပြီးတော့ပေါက်ဆူရတဲ့အလုပ်ကမှရခြင်းနဲ့ဒူဒီပေါ့လေအဲ့လိုလူကြီးကတကယ်တော့မခိုးစိတ်ဖြစ်နေတာပါအဲ့တော့အချောင်သမားဟာတကယ်တော့မခိုးပါပဲအဲ့တော့အချောင်သမားမဖြစ်ဖို့အတွက် ကျွန်တော်ကအပြက်ခံပြီးတော့ကြက်ကြက်တဲတဲနဲ့ကိုကြက်ခံပြီးတပြည့်လူလောတော့ဆောက်ဖြည့်စည်ပေးနိုင်မှာဆိုလို့ရှိရင်ကျွန်တော်ကရှုံးတာမဟုတ်ပါဘူးဒါမှမြတ်တာပါမြတ်ဖို့ကျွန်တော်အမြတ်တရားတွေရှာဖို့ဆိုတာကျွန်တော်ပရဟိတစိတ်ဓာတ်တွေမွေးပြီးတော့ငါဒီလိုက်တဲ့ပစ္စည်းငါရလိုက်တဲ့အချိန်ငါသုံးလိုက်တဲ့ပစ္စည်းဒါတွေကငါရဲ့ကိုယ်ပိုင်ဟုတ်ရလားကျွန်တော်ချူးသေးတာနဲ့ရတာဟုတ်ရလားအလကားရတာလားဒါကို ဒီကခီးကျင်ဝေဖန်ပိုင်းခြားပြီးတော့ခိုးလက်ထက်မှာကြီးနေတဲ့ပစ္စည်းကိုလက်ပြတန်းတန်းနဲ့တုံးနိုင်ဖို့အတွက်ခိုးခြင်းလုပ်ငန်းတွေကိုဖြောင်းပြီးတော့တခိုးတွေလည်းအာမေဘီကိုလိုပါတယ်။နောက်ခိုးတဲ့လူကြတော့နော်တနာကြလေ။ဟာပန်းရှင်ရိုက်လို့လည်းဟဲ့တော့သူအမျိုးတွေပေါ့လေ။ဟာပန်းရှင်ကတော့ငါသာတနာချင်းအာနာချင်းကသူကဟို အင်းအကြီးလို့မင်းအင်းသေးတဲ့လူအင်းအငယ်တဲ့လူအနိုင်ကျင့်တဲ့ဘူကြတယ်ဆိုပြီးတော့ဒီလိုလဲပြောရကြပါလေအဲတော့အနိုင်ကျင့်ဘူကြကျင်တဲ့လူကဓမြစိတ်ဖြစ်သွားပြီးတော့မလို့ဒီမကြည့်အောင်ပေါ့လေမပေးတဲ့ပစ္စည်းယူလိုက်တဲ့လူကတော့မခိုးဖြစ်တယ်ဆိုတာမလို့ကဓမြလည်းမကောင်းပါဘူးတခိုးလည်းမကောင်းပါဘူးအဲတော့တခိုးဓမြတွေမဖြစ်ဖို့အတွက်တလုံးကလုံးတာယာချမ်းမြေ့ပြီးတော့တာယာဆိုပြီးတဲ့ဘူးပေါင်းတည်ဖြစ်ဖို့ဆိုတာ တခိုးစိတ်တွေပပျောက်ပြီးတော့ကျွန်တော်တို့မခိုးမှသာလျင်ပေးမှသာလျင်နော်ကျွန်တော်မြတ်တရားကိုရနိုင်ပါတယ်လို့အဲ့လိုမျိုးလေးပြပြကြပါလို့ကျွန်တော်ပြောကြရင်လည်းမျိုးဖို့ချက်ပါတယ်ကျွန်တော်ကတော့သာရေးဆရာနိုင်ဦးဖြစ်ပါတယ်ခံစားရပါမှာခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ご覧いただきありがとうございます Thank you very much